Java OOPC ရဲ့အပိုင်းသုံးအောင်နေပြီးတော့ကျူးဆိုပါတယ်ကျွန်တော်တို့ဒီနေ့အပိုင်းသုံးမှာတော့ encapsulation အကြောင်းလေ့လာကြပါမယ်ကျွန်တော် encapsulation ဆိုတဲ့အကြောင်းအရာပေါ့နော်ကျွန်တော်တို့အင်္ဂလိပ်လိုတိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့နည်းနည်းလေးအခက်တယ်ပေါ့နော်ဒီတိုင်းပြောပြလို့တော့ခက်တယ်ဒါပေမဲ့ तू ကအဓိကရည်ရွယ်ချက်ကတော့ဘယ်လိုပုံစံမျိုးလုံးဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင် mobile class ရဲ့ပေါ့နော်အဲ mobile class ရဲ့ကကျွန်တော်တို့ဒီ data တွေကိုပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ ဒီ data type တွေရှိတယ်ပေါ့နော်ဒီမှာ variable တွေရှိတယ် variable တွေကိုကျွန်တော်တို့ကတခြား class ကနေပြီးတော့အလွယ်တကူထုတ်ပြီးတော့ယူလို့ရနေတယ်ပေါ့နော်အလွယ်တကူထုတ်ပြီးတော့ယူလို့ရနေတယ်ဒီမှာဆိုရင်ကျွန်တော်တို့ camera ကိုယူလိုက်တော့စုံနေဆိုပြီးတော့ပြနေတယ်ပေါ့နော်အဲ့လိုမျိုးအလွယ်တကူထုတ်ပြီးတော့ယူလို့ရနေတာကိုကျွန်တော်တို့ကမလုပ်ချင်ဘူးကန့်သက်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ကအဲ့ကိုယ့်ရဲ့ data တွေကိုလုံးလုံးချင်အောင်ဖြစ်စေခြင်းနဲ့ကိုယ်လိုချင်တဲ့ data log ကိုပဲအဲဒီတန်ရစေခြင်းနဲ့ပေါ့နော်အဲ့ဒါမျိုးဆိုရင်ကျွန်တော်တို့ encapsulation လုပ်တယ်လို့ခေါ်တယ်ပေါ့နော်အဲ့တော့ encapsulation လုပ်တယ်ဆိုရင်ကျွန်တော်တို့ဘာမှခက်ခဲမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီမှာဆိုရင်ကိုမလုံး တခြား class ကနေပြီးတော့ကျွန်တော်တို့မသုံးစေချင်တဲ့ဟာကို private လုပ်ပေးလိုက်လို့ရတယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့တခြား class ကနေပြီးတော့လုံးဝသုံးလို့မရတော့ဘူးပေါ့နော် private ဆိုတဲ့ keyword ကလေးပြောင်းပေးလိုက်အောင်မကျွန်တော်တို့ public ဆိုတဲ့နေရာမှာပေါ့နော်ဒါဆိုရင်ပေါ့နော်ကျွန်တော်တို့အဲ့ဒီ data တွေကိုကျွန်တော်တို့ဒီ ီ class ကနေပြီးတော့ဗောနော်ဒီအဓိကဟောဒီ mobile ဆိုတဲ့ class ကနေပဲသုံးလို့ရတော့မယ်တခြား class ကနေလုံးဝသုံးလို့မရတော့ဘူးဗောနော်ကျွန်တော်ဒီမှာဆိုရင်ဒါဆိုတခါဒီဘက်ကိုထပ်ဆန်းကြည့်လိုက်မယ်အဲ့ဒါဆိုရင် error တက်သွားတယ်ဗောနော်ကျွန်တော်တို့ဒီမှာဗောနော် camera ကိုသုံးလို့မရဘူးဗောနော်သုံးလို့မရဘူးလို့ပြောတယ်ဘာဖြစ်လို့ဆိုတော့ private ဖြစ်နေလို့ဗောအဲ့တော့ဟုတ်ပြီဒါဆိုကျွန်တော်တို့ဘယ်လိုသုံးမလဲဗောနော်ကျွန်တော်တို့သုံးစီခြင်းတဲ့ဟာကိုပဲထုတ်ပေးထားလို့တော့ရတယ်ဗောနော်ကျွန်တော်ဒီမှာဆိုရင် mobile နဲ့ညနေပြီးတော့ကျွန်တော်ကဘာလုပ်ပေးလိုက်မှာလို့ဆိုတော့ ်မတ်သက်တစ်ခုထည့်ရေးလိုက်မယ်ပေါ့နော်ဒီမတ်သက်ကိုတော့ public မတ်သက်အနေနဲ့ထားလိုက်မယ်အဲကျွန်တော် stream မတ်သက်အနေနဲ့ထုတ်လိုက်မယ်ပေါ့နော် public stream အဲ gap gap camera ပေါ့နော် camera ကိုယူပြီးယူလိုက်တဲ့မတ်သက်တစ်ခုဖြစ်မယ်ပေါ့ပြီးရင်မလုပ်ပြန်ပါတော့ဆိုတော့ return ပြန်လိုက်မယ်ဘာကို return ပြန်မအောင်လို့ဆိုတော့ this dot ကင်မရာပေါ့နော်ဒီထဲကနေပြီးတော့ကင်မရာကို return ပြန်ပေးလိုက်မယ်အဲဒီလိုဆိုရင်တော့သုံးလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် run ကြည့်လိုက်မယ်ဟုတ်ပြီကျွန်တော်မတ်တပ်မခေါ်ရသေးဘူးပေါ့နော်ကျွန်တော်တို့အဲ့ဒီ run me ဆိုတဲ့ object တဲကကက်ကင်မရာဆိုတဲ့ဟာလေးပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ sorry ပြလို့မရဘူးပြင်နေတယ်အပေါ်ဆုံးမှာပေါ့နော်ကက်ကင်မရာဆိုတဲ့ method လေးတခုရလာပြီပေါ့အဲ့ခါလေးကိုကျွန်တော်တို့ခေါ်သုံးမယ်ဆိုရင်တော့သုံးလို့ရပါတယ်အဲဒါပေမဲ့ဒီမှာဘာမှမလာသေးဘူးပေါ့နော်အဲဘာဖြစ်လို့မလာသေးတာတော့ဆိုတော့ကျွန်တော်ဒီမှာ print မထုတ်ရသေးလို့ပေါ့နော်အဲ့တော့ print ထုတ်လိုက်မယ် system dot remi တဲ့က get camera ပေါ့နော် get camera ဆိုတဲ့ method ကိုထုတ်ခိုင်းလိုက်မယ်အဲဒါဆိုရင်တော့ကျွန်တော်တို့စုနေဆိုပြီးတော့လာပြီးတော့ပြရတယ်ပေါ့နော်ဒီလိုသဘောတရားပဲဖြစ်ပါတယ် encapsulation ဆိုတာပေါ့နော်ကျွန်တော်တို့အဲ့ဒါဆိုရင်ပေါ့နော်ကျွန်တော်ဒီမှာတစ်ခုလောက်ပြပေးမယ်ပေါ့အဲဆိုကြပါစို့ကျွန်တော်တို့ရဲ့ဟာမှာပေါ့နော်ကျွန်တော်တို့ရဲ့ ကျွန်တော်ကျွန်တော်တို့ရဲ့ဒီဘက် class ထဲမှာပေါ့နော်ကျွန်တော်ကဘာလုပ်လိုက်မှာဆိုတော့ဟိုဒီကင်မရာကိုအဲကျွန်တော်ဟိုနာမည်နှစ်ခုပေးလိုက်မှာပေါ့နော်ကင်မရာ1ရယ်ကင်မရာ2ရယ်ဆိုပြီးနံပါတ်နှစ်ခုခွဲပေးလိုက်မှာပေါ့ကင်မရာ2ရယ်ပေါ့နော်ကင်မရာ2ကိုတော့ကျွန်တော်ကအဲဘယ်လိုပေးလိုက်မှာလို့ဆိုတော့ လိုက်ကာပေါ့နော်လိုက်ကာကြီးနဲ့လိုက်ကာနဲ့ထပ်ပြီးပေါင်းလိုက်မယ်ပေါ့အဲ့တော့ဒီမှာကျွန်တော်သူ့ထဲကထည့်လိုက်တဲ့ဟာကိုတော့ကျွန်တော်ကင်မရာ1ထဲကိုထည့်ပေးလိုက်မယ်ပေါ့နော်ကင်မရာ1ထဲကိုထည့်ပေးလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ရရှိလာမယ့် data ကြီးရကင်မရာ1က data ကြီးပဲရမယ်ပေါ့နော်အဲဒီမှာရတက်သွားတယ်ကင်မရာဆိုတဲ့ဟာမရှိတော့ဘူးလေเนาะကျွန်တော်ဒီမှာတောက်တယ်ကင်မရာဆိုတဲ့ဟာမရှိတော့ကင်မရာ1ကိုပဲထုတ်ခိုင်းလိုက်မယ်ပေါ့เนาะ ဒါဆိုရင်တကယ်ကျွန်တော်တို့ကင်မရာဆိုတဲ့ data ကြီးကကျွန်တော်တို့ဒီ light camera 1နဲ့ camera 2နဲ့ကိုပေါင်းထားတဲ့ပုံစံမျိုးဖြစ်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ private stream camera ကိုအဲ့ဒီ ਆ ေကင်မရာကိုဘယ်လိုသုံးလိုက်မှာတော့ဆိုတော့ကင်မရာ1 black ကင်မရာ2ပေါ့နော်ဟုတ်ပြီ အဲ့တော့ကျွန်တော်ဒီမှာဘာလို့ခန်းနေမှာတော့ဆိုတော့ဒီကင်မရာ1နဲ့ကင်မရာဆိုတဲ့ဟာကကပေါ့နော်ကင်မရာ1နဲ့ကင်မရာ2နဲ့ပေါင်းမှဖြစ်လာတဲ့အရာဖြစ်သွားပြီပေါ့အဲ့တော့ကျတော့ကျွန်တော်တို့ကဒီကောင်ကြီးကိုပေါ့နော် public ထားခဲ့မယ်ထားပါတော့ကျွန်တော် public ထားပြီးတော့ပေါ့နော် return ထုတ်ကြည့်လိုက်အောင်မယ် public ထားပြီးဟိုဘက်ကနေပြီးတော့လန့်ခေါ်ကြည့်မယ်ပေါ့နော်ဒီဘက်ကနေပြီးတော့ကျွန်တော် redmi တဲကကင်မရာကိုထုတ်ကြည့်လိုက်မယ်ပေါ့နော် public ထားတာဖြစ်တဲ့အတွက်ထုတ်လို့ရမှာဖြစ်ပါတယ်အဲဒီမှာပေါ့နော်ဘာ error တက်သွားတော့ဆိုတော့ it's not you private screen display screen camera อ๋อเจ้าดีมาบ่เนาะดีกว่านี้ဖြတ်လိုက်ပါအောင်မယ်ပြန်ပြီးတော့ run ကြည့်မယ်အဲဒီမှာပေါ့เนาะနားမလည်လိုက်တာဆိုပြီးဖြစ်တယ်ပေါ့ ကျွန်တော်တို့ဘာလို့နားပြင်နေအောင်ဆိုတော့ကျွန်တော်တို့ရဲ့ကင်မရာကြီးကမပါလို့ပေါ့နော်ဒီမှာဆိုရင်ကင်မရာတစ်ခုပါမလာဘူး Sony ဆိုတော့ကျွန်တော်တို့ထည့်လိုက်တဲ့ကင်မရာကြီးကဘာလို့ပါမလာလို့တစ်ချက်ကြည့်ရအောင်အဲဒီမှာပေါ့နော်ကျွန်တော်တို့ဒီကောင်ကြီးကိုကင်မရာတဲ့အကောင်ကိုကျွန်တော်တို့ကင်မရာ1ကိုပို့ခိုင်းလိုက်တယ်ပေါ့နော်ကင်မရာ1လည်းရောက်ပြီဆိုတာနဲ့အဲအဲ့တော့ဒီမှာဘာလို့နားဖြစ်သွားတာလဲပေါ့နော်ကျွန်တော်တစ်ချက်ဒီနေရာလေးကိုရော data ရောက်လာရလားဆိုတော့ကျွန်တော်တစ်ချက်သိအောင်လို့ print ထုတ်ခိုင်းလိုက်မယ်အဲကင်မရာပေါ့နော်ကင်မရာဆိုတဲ့ဟာကိုကျွန်တော် print ထုတ်ခိုင်းလိုက်မယ်အဲဟုတ်ပြီအဲ့ဆိုရင်တော့ကျွန်တော်တို့ Sony ပေါ့နော် Sony ဆိုတဲ့ဟာပေါ်လာတာဖြစ်တဲ့ရောက်တယ်လို့ပြောလို့ရတယ်ပေါ့အဲ့တော့အဲ့လိုရောက်ရတဲ့အတိုင်းကျွန်တော်တို့ရဲ့ဒီထဲမှာ data မှာကျွန်တော်ဘာလို့ပါမလာတာလို့ဆိုတော့တစ်ချက်ကြည့်ရအောင် public string camera ကိုလို့ ဟောအစကနေတက်မှတ်သွားလို့ဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကျွန်တော်ဒီကောင့်ကိုအဲမက်သက်တစ်ခုနေလောက်လိုက်မယ်ပေါ့နော်မက်သက်တစ်ခုနေထုတ်ခိုင်းလိုက်မယ်ခုနကလိုပဲ public string ဆိုပြီးတော့အဲကက်ကင်မရာပေါ့နော်ကက်ကင်မရာဆိုပြီးတော့အဲ့ဒီကောင်တွေကိုကျွန်တော် return ပြန်ခိုင်းလိုက်မယ်ပေါ့နော် return ပြန်မယ်။ဘာလို့ return ပြန်မှာတော့ဆိုတော့ ကင်မရာဆိုတဲ့ကောင်ကို return ပြန်မယ်ပေါ့နော်ကင်မရာ1နဲ့ကင်မရာ2နဲ့ပေါင်းထားပြီးသားကြီးကို return ပြန်ခိုင်းလိုက်မယ်ပေါ့ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီနေရာလေးမှာဘယ်လိုခေါ်လို့ရမှာလို့ဆိုတော့ကက်ကင်မရာဆိုတဲ့ method ကိုခေါ်လိုက်မယ်ပေါ့နော်အဲအဲ့ဒါတက်တယ်ပေါ့အဲ့ဒါတက်တာကဘာဖြစ်လို့လို့ဆိုတော့ CAR မှာနေလို့မနော် CAME RA ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ Sony Black Liner ဆိုပြီးတော့ပြတယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒီ encapsulation မှာပေါ့နော်အကောင်းတဲ့တစ်ချက်ကကျွန်တော်တို့ဘာဘယ်လိုလုပ်လို့ရအောင်ဆိုတော့ကျွန်တော်တို့ပြသေးခြင်းတဲ့ data ကိုပဲယူပြီးတော့ပြခိုင်းလို့ရတယ်ပေါ့နော်ကျွန်တော်တို့မမကြည့်သေးခြင်းတဲ့ဟာမသိသေးခြင်းတဲ့ဟာဆို private private လောက်ထားလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာဆိုရင်ပေါ့နော်အဲသူသူထည့်ပစ်လိုက်တယ်ကျွန်တော်တို့ထည့်ပစ်လိုက်တယ်ကင်မရာ1ကိုမပြချင်ဘူးကင်မရာ2ကိုပဲ return ပြန်ခြင်းလဲဆိုလဲရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ လက်လိုက်ကဆိုပြီးတော့ပြရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကျွန်တော်တို့ပြစီစဉ်နေတဲ့ data ကိုပဲလာပြီးတော့ပြခြင်းဖြစ်ပါတယ်ဒါကကျွန်တော်တို့ encapsulation လုပ်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်တကယ်တမ်းကတော့ကျွန်တော်တို့အဲကိုထဲမှာရှိနေတဲ့ data ကိုပေါ့နော်တခြားနေရာကနေပြီးတော့ခေါ်ပြီးတော့သုံးလို့မရအောင် private လုပ်လိုက်ခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ encapsulation ဆိုတဲ့အကြောင်းအရာကလည်းကျွန်တော်တို့ Java OOP CD ရဲ့အခြေခံအကြောင်းအရာတွေကတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့အရေးကြီးတဲ့အကြောင်းအရာတွေကတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့အဲလိုက်ပြီးတော့လေ့ကျင့်ထားကြဖို့အကြံပေးလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်